င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံသားကြီးဝင်ကြီးနဲ့ကုလသမဂ္ဂအတွင်ရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့တွေ့ဆုံခဲ့ကြတဲ့အချိန်မြန်မာနိုင်ငံတည်ငြိမ်အေဂျင့်ရင်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအားလုံးထက်တရုတ်နိုင်ငံကအလိုလားဆုံးဖြစ်တယ်ဆိုပြီးတရုတ်နိုင်ငံသားကြီးဝင်ကြီးဝမ်ဤကပြောဆိုလိုက်ပြန်ပါတယ် ကိုတိုင်းကတောင်ကူလေတက်စခန်းကိုတော်လည်းဤပူပေါင်းတက်တွေကတရားခွန်မမရှော့တိုက်တုံးခွန်းလုံးနဲ့တိကတ်တက်ခဲ့ပြီလေးလုံးကလေတက်အတွင်းထိမှန်ပေါက်ကွဲသွားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့တရုတ်နိုင်ငံသားဝင်ကြီးနဲ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့တွေ့ဆုံခဲ့ကြတဲ့အချိန်မြန်မာနိုင်ငံတည်ငြိမ်အေဂျင့်ရင်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အလုံးထက်တရုတ်နိုင်ငံကအလိုလားဆုံးဖြစ်တယ်ဆိုပြီးတရုတ်နိုင်ငံရဲ့ဝန်ကြီးဝမ်ယီကပြောဆိုလိုက်တယ်လို့တရုတ်သတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါတယ်။အော်ဂူလာ20ရက်နေ့ဖြစ်တဲ့မနေ့ကပဲတရုတ်နိုင်ငံဘေကျင်းမြို့မှာတရုတ်နိုင်ငံရဲ့ဝန်ကြီးဝမ်ယီနဲ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့တို့တွေ့ဆုံခဲ့ကြတယ်ဆိုပါတယ်။အဲဒီတွေ့ဆုံမှုမှာမြန်မာအရေးနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံရဲ့ဝန်ကြီးဝမ်ယီက လက်ရှိမြန်မာနိုင်ငံငိမ့်ချင်းရင်းနဲ့အမျိုးသားပြန်လည်တည်မြဲရေးအတွက်အဓိကအခန့်ကဏ္ဍကနေပါဝင်ဖို့ဆန္ဒရှိတဲ့အကြောင်းနဲ့မြန်မာနိုင်ငံတည်ငြိမ်အေဂျင့်ရင်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအလုံးထက်တရုတ်နိုင်ငံကအလိုလားဆုံးဖြစ်တဲ့ဆိုပြီးတရုတ်နိုင်ငံရဲ့ဝန်ကြီးဝမ်ယီကပြောဆိုလိုက်တယ်လို့တရုတ်သတင်းဌာနတွေမှာဖော်ပြထားပါတယ်။တစ်ဖက်ကကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကတော့မြန်မာရေးဖြည့်ရှင်ဖို့အတွက်တရုတ်နိုင်ငံနဲ့အတူနီနီကက်ကက်ဆောင်ရွက်သွားခြင်းနဲ့အကြောင်းပြင်အာဆီယံနဲ့အတူ မြမရေးဖြည့်ရှင်ဖို့ကိုလက်ဆန္ဒရှိတယ်ဆိုပြီးထုတ်ဖို့ပြောဆိုသွားသေးတယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းထိကြိုက်မြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့မြတောင်တပ်စခန်းကို GIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်နေပြီးကာကင်း၃ခုကိုတိမ့်ပိုက်ရရှိထားပြီးဖြစ်တယ်လို့စစ်ကောင်စီဘက်ကတိုက်လေရင်တွေနဲ့ပါဘုံကျဲတိုက်ခိုက်ပြီးအသေးအတန်ခုခံနေတယ်လို့ GIA သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီကနေ့ဩဂုတ်လ27ရက်နေ့မနက်ပိုင်းကစပြီး စကိုင်းတိုင်းထီဂျိုင်းမြို့တစ်ဖက်ကမ်းမှာရှိတဲ့အချမ်းဖက်စစ်ကောင်စီရဲ့မြတောင်တပ်စခန်းကို KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဝိုင်းရောက်တိုက်ခိုက်နေရမှာကာကင်းစခန်း၃ခုကိုတင့်ပိုက်ရရှိထားပြီဆိုပါလေလက်ရှိမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီစစ်ကောင်စီဘက်ကလည်းတိုက်လေရင်တွေနဲ့ပါဘုံကျဲတိုက်ခိုက်ပြီးတော့အသေးအတန်ခုခံနေရတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါလေအဲဒီစကိုင်းတိုင်းထီဂျိုင်းမြို့နဲ့အတွင်းကစစ်ကောင်စီရဲ့တပ်စခန်းတွေကို KIA ဦးဆောင်ပြီးအရခတ်တော် AA နဲ့ PDF ပူပေါင်းတက်တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါလိမ့်ခင်ဗျာတဖက်မှာလေပဲခူးတိုင်းကတောင်ကူ latest scan ကိုတော်လိုင်းပူပေါင်းတက်တွေကတရားခုံမမ short tight တုံးခဏလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီ short tight တုံးလေးလုံးက leader အတွင်ထိမှန်ပောက်ကွဲသွားတယ်လို့ MKCD ရဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူဦးကရန်ကုန်ခေတ္တကိုပြောပါတယ်အော်လာနဆယ်ရနေဖြစ်တဲ့မနေ့ကညပိုင်းမှာပဲ တောင်ငူမြို့မှာရှိတဲ့အချမ်းဖက်စစ်ကောင်စီရဲ့တောင်ငူလေတက်စခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကတရခွန်မမရှော့တိုက်ဒုံခွန်းလုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းရှော့တိုက်ဒုံလေးလုံးကလေတက်အတွင်းမှာကြာရောက်ပောက်ကွဲသွားပြီးအဆောက်အုံကိုထိမှန်ပောက်ကွဲမှုလည်းရှိထားတယ်လို့လက်တလောတိထားရတယ်လို့စစ်ကောင်စီဘက်ကတိုက်ခိုက်တဲ့ဆုံးအခြေအနေကိုတော့ထပ်မံအသိပေးသွားပါမယ်လို့လည်း MKCD ရဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာတော့ ပခုတ်ကူမြို့နယ်ကအချက်ပစစ်ကောင်စီရဲ့တာကြီးတောင်ရဲကင်းစခန်းကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်စေကောင်စီတပ်ဖွဲ့ဝင်၅ဦးကတော့နေရာမှာပဲအသီးသီးသေုံကြတဲ့အပြင်နှစ်ဦးကအလံဖြူထောက်ပြီးတဦးကိုအရှင်ဖမ်းဆီးရရှိထားတယ်လို့မြန်မြို့နယ်ပကဖားရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။အောက်လ20နှစ်ဖြစ်တဲ့မနစ်ကပဲပခုတ်ကူမြို့နယ်ကအချက်ပစစ်ကောင်စီရဲ့တာကြီးတောင်ရဲကင်းစခန်းကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်စီးနင်းနိုင်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးကတော့နေရာမှာတဲ့အသီးသီးသေကုန်ကြတဲ့အပြင်နှစ်ဦးကအလန့်ဖြူထောင်ပြီးတဦးကတော့လက်နက်နဲ့အတူအရှင်ဖမ်းဆီးရမိထားတယ်လို့လက်နက်ခဲယမ်းတွေလည်းတင်းစီရရှိခဲ့တယ်လို့မြိုင်ပကဖရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့မြန်မာနိုင်ငံမှာစစ်တကအာဏာသိမ်းပြီးတဲ့၃နှစ်ကျော်အကြာမှာတော့စစ်ဆောင်ပြည်သူတွေပါဝင်ရတပ်ပြည်သူ၁၈တန်းကျော်ကအရေးပေါ်အကူအညီတွေလိုအပ်နေပြီး အဲ့ဒီလိုအခုကြီးလိုအပ်တဲ့သူတွေထဲမှာ6တန်းဝင်းကျင်ဟာကလေးငယ်တွေဖြစ်နေတယ်လို့ကုလသမဂ္ဂကနေဩဂလ19ရက်နေ့ကပဲထုတ်ပြန်ထားပြန်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာဆိုးရွားတဲ့အကျက်တဲတွေကြောင့်လူပေါင်းများစွာဟာအသက်ရှင်တန်ဖို့အတွက်အရန်ကိုခက်ခဲနေကြပြီးပြည်တွင်းမှာစားနပ်ရိက္ခာလုံလောက်မှုမရှိတော့တဲ့အပြင်အရေးပေါ်ကယ်ဆယ်ရေးအကူအညီတွေလည်းလိုအပ်နေကြတယ်ဆိုပါတယ်။အခု2024ခုနှစ်မှာတော့နှစ်ဝက်အတွင်းကုလသမဂ္ဂ UN OCHA ကနေလူပေါင်း2တန်းကျော်ကိုသာအကူအညီပေးနိုင်ခဲ့တယ်လို့ လက်ရှိမြန်မာနိုင်ငံအတွင်းမှာကပဋိပက္ခတွေပြင်းထန်လာတာနဲ့အမျှအရသာပြည်သူတွေနဲ့လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေဟာအလွန်မင်းကိုစိုးရိမ်စရာအခြေအနေတွေဖြစ်လာနေပြီးအကူအညီပေးရေးအဖွဲ့တွေအတွက်လည်းနေ့စဉ် NDA တွေရှိနေတာကြောင့်ပဋိပက္ခမှာပါဝင်နေတဲ့သူအလုံးအနေနဲ့လည်းအရသာတွေနဲ့လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့တွေကိုအကာအကွယ်ပေးရမယ်အပြည်ပြည်ဆိုင်ရာဥပဒေကိုလိုက်နာရမှာဖြစ်တယ်လို့လည်းကုလသမဂ္ဂကနေတတိပိတ်တိုက်တွန်းလိုက်ပြန်ပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ